ဂျာမနီကပထမဆုံးချိန်ဒုတိယကမ္ဘာစစ်နောက်ပိုင်းစီးရေးပြင်ဆင်မှုကြီးတစ်ခုစတင်လိုက်ပါလေ။ဥရောပမှာဂျာမနီက Aero 3ဒုံးကျစ်စနစ်ကိုဖြန့်ကျက်လိုက်ပါလေ။ဂျာမနီဟာအစ်ဇွေကထုတ်ပြန်ထားတဲ့ Aero 3လေတုပြင်မဒုံးပြန်တိုက်ဖြတ်ရေးဒုံးကျစ်စနစ်ကိုခုပတ်မှာတရားဝင်ထုတ်ဖော်ပြသလိုက်ပြီးဖြန့်ကျက်ဖို့စီစဉ်ထားပါလေ။အစ်ဇွေပြင်မမှာသူတို့ရဲ့ပထမအုပ်ချုပ်အသုံးပြုမှုကိုမှတ်တမ်းတင်ရပါမယ်။ 2023ခုနှစ်ကအမေရိကန်ကအတည်ပြုခဲ့တဲ့ဒေါ်လာ3.5ဘီလီယံတန်ဝယ်ယူမှုဟာရုရှားရဲ့ယူကရိန်းစစ်ပွဲမှာဒုံးကျည်ချင်းချောက်မှုတွေမြင့်တက်လာတဲ့ AO3 ကိုဥရောပရဲ့ Skyship Initiative မှာပူးပေါင်းဆက်ထားတာဖြစ်ပါတယ်။ Israel Aerospace Industry နဲ့ Boeing တို့ပူးပေါင်းတင်ထားတဲ့ Aero3 ဒုံးစနစ်ဟာကမ္ဘာမြေလေထုပြင်မှာရှိကီလိုမီတာ100ကျော်အမြင့်မှာရှိတဲ့အကွာအဝေးဒုံးကျည်တွေကိုချားဖြတ်ဟန်တာနိုင်ပါလေ။ Aero3 ဟာပြောရမယ်ဆိုရင်တော့ အီရန်ရဲ့ဒုံးကျည်များစွာကိုလည်းဂျားဖြတ်တက်ခိုက်ပြပါလေ။ဟူဒီစစ်သည်ကြတဲ့ပုံမှန်တခြားဒုံးကျည်ရာပေါင်းများစွာကိုဂျားဖြတ်တက်ခိုက်နိုင်ခဲ့ပြီးအောင်မြင်မှုနှုန်း90%ခန့်လုံးအထိရှိပါလေ။အခုတော့ဒီ Aero 3ဒုံးလက်နက်တွေဟာဂျာမန်တို့ရဲ့လက်ထဲကို ရောက်သွားပြီးဂျာမန်ကတော့ဥရောပမှာပထမဆုံးအကြိမ်ဒုံးကျည်စနစ်ကို ဖြန့်ကျက်ချလိုက်ပြီးပဲဖြစ်ပါလေ။ဒါဟာရုရှားနဲ့နောက်ပိုင်းမှာအဆင်မပြေဖြစ်လာတဲ့ဂျာမနီမှုအတွက်ပထမဦးဆုံးစီရင်အရာလှုံ့ဆော်မှုကြီးပဲဖြစ်ပါလေ။ ရုရှားကတော့ဒါနဲ့ပတ်သက်ပြီးစောင့်ကြည့်နေပါလေနောက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကဒီနည်းပညာဟာအစ္စရေးတို့ရဲ့ဒုံးကျည်နည်းပညာပဲဖြစ်ပါလေနောက်ဆုံးတော့အစွန်းထက်တဲ့နည်းပညာတွေမှာပေါ်ဝင်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလေလောလောဆယ်မှာတော့ပိုလန်နိုင်ငံနီးမှာလဲရုရှားစနစ်ရင်ချိုးကအချက်ပြစနစ်ကိုပိတ်ပင်ပြီးတော့ဝင်ရောက်မှုတွေရှိနေတယ်လို့သိရပါတယ်။နိုဘာ30အနီးကဆိုရင် ရုရှားစစ်လေရင်စင်းဟာကျူတင်လေကြောင်းခီးစင်မရှိသလိုအချက်ပြစနစ်ကိုလည်းပိတ်ထားပြီးဘာမှလည်းအကြောင်းကြားခြင်းမရှိဘဲနဲ့ပိုလန်လေပိုင်နက်ကိုဝင်ရောက်ပြန်တန်းလာပါတယ်။ဒါနဲ့ NATO fighter ဂျက်လေရင်တွေကဂျားဖြတ်နှောက်ရှက်ပေးမှုအကျဉ်းကြီးလုပ်ပြီးမောင်းထုတ်ခဲ့ရတယ်လို့သိရပါတယ်။ဘာကြောင့်ဝင်လာလဲတော့မသိပါဘူး။ရုရှားစစ်လေရင်ဟာ Baltic ပင်လယ်ပြင်ပေါ်မှာပိုလန်လေပိုင်နက်နီးဖြတ်ပြန်တန်းလာတာဖြစ်ပြီးတော့ကျူတင်အကြောင်းကြားတဲ့လေကြောင်းခီးစင်လည်းမရှိအချက်ပြစနစ်လည်းပိတ်ပြီးပြန်တန်းလာခြင်းဖြစ်ပါလေ။လေကြောင်းချင်းချောင်းမှုလို့ယူဆပါတယ်။ F16 နဲ့ MiG-29 fighter ဂျလီနေစီလို့ပြီးတော့ဂျာဖြန်နှောင်းရှက်ကပြည်ရရှာတက်လင်ကိုလာရလန်းပြန်စီဖို့မောင်းထုတ်ခဲ့ရတယ်လို့နေတိုးဖွဲ့ဝင်ပိုလန်အာနာပိုင်တွေကထုတ်ပြန်ပါတယ်ဒီစစ်စင်ရေးကိုပိုလန်လက်နက်ကင်တပ်တွေရဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်ကဥဆောင်ခဲ့တာဖြစ်ပြီးလီဂျောင်းအန်ဒီရဲ့ပေးမှုရှိနိုင်တဲ့ရုရှားလက်ရင်ဟာအချက်မပြပဲဝင်လာမှုဟာပိုလန်လေပိုင်တွေထဲထိမရောက်ခဲ့လို့ဥပဒေချိုးဖောက်မှုတော့မရှိပါဘူး ဒါပေမဲ့ချိန်ချုပ်မှုကိုတံပြန်မှုတာဝန်ရှိလို့ဒီလိုလုပ်ရတာလို့ဆိုပါလိမ့်။အော်တိုဘားလကရုရှားစစ်ရင်စင်ဟာဥရောပကိုရုရှားဝန်တိုင်ရင်ဝင်ပေါ်ဖြစ်မဟာမြူဟာကျနေတဲ့ကာလီနင်ဂရက်အရက်ပေါ်မှာပြန်တမ်းပြီးလစ်သူရေးနီးယားလေပိုက်နဲ့တည်းဝင်ရောက်ခဲ့ပါလိမ့်။နေတိုဘော်ဒီလေကြောင်းရဲတဲ့ဖွဲ့မှ Rio Fighter Typhoon Jet လေယာဉ်တွေနဲ့ပြန်မောထုတ်ခဲ့ရပါလိမ့်။စတင်မှာကလည်းရုရှားရဲ့ Mi-31 Jet Fighter Jet လေယာဉ်၃စီးဟာအရေးပေါ်နေတိုအစည်းအဝေးလုပ်နေချိန် ်အစိုးရလေပိုင်းနဲ့တဲကျူးကျော်ဝင်ရောက်ခဲ့ပါသေးတယ်၁၂မိနစ်ကြာအချင်းချော့ပြန်ထန်းခဲ့ပါတယ်အဲ့ဒီတော့ကနေတိုးရဲ့ MRI leaders camp မှာအင်ဂျင်နီထုတ် F35 fighter jet တွေဆီလုပြီးတော့ပြန်လည်ပြီးတော့တံပြန်ဟန်တာခဲ့ရတယ်လို့သိရပါတယ်။နောက်သတင်းတမို့ပြောကျင်နေပြခိုလုံခွေအဆိုင်နဲ့ထားမှုနဲ့ပတ်သက်ပြီးဘလောက်အချင်းချင်းသတ်မှတ်မလဲဆိုတော့သမ္မတ Trump ကပြောကြားခြင်းမရှိပါဘူး။ မေဂမောခေလုံခွေရှောက်ထားမှုမှန်သမျှစိုင်းငံ့ထားစီတဲ့တမနာရဲ့ဆုံးဖြတ်ချက်ဟာအချင်းကြားကြီးဆက်ပြီးတရှိနိုင်ကြောင်းတမနာခန့်က CNN သတင်းဌာနမှပြောပါလိမ့်။ပြီးခဲ့တဲ့သတင်းမကဝါရှင်တန်ကအင်ဂျီတွန်နဲ့တိတ်မဝေးတဲ့လမ်းဆောင်တစ်ခုမှာလူကြုံရေးစောင့်ကြနေတဲ့စစ်သည်တို့ကိုအာဖဂန်တပ်ဦးကပစ်ခတ်ခဲ့ရမှာအဲ့ဒီမှာတပ်ဦးတွေဆုံးပြီးတပ်ဦးတန်းရပါလိမ့်။တေဆုံးခဲ့တဲ့စစ်သည်ကအသက်20ရွေးလောက်သာရှိပါသေးတယ်။ ဒါအပြင်အဲ့ဒီပြည်မှုကျူးလွန်သူဟာအမေရိကန်မှာနိုင်ငံရေးခုလုံခွဲရရှိထားတဲ့အာဖဂန်အမျိုးသားဆိုတာစစ်ဆေးပေါ်ပေါက်လာတာဖြစ်ပါလိမ့်။အဲ့ဒီအာဖဂန်အမျိုးသားဟာအာဖဂန်နစ္စတန်ကနေအမေရိကန်တပ်တွေဆုတ်ခွာခြင်းမှာပါလာတာလို့လည်းသိရပါလိမ့်။အဲ့ဒီနောက်မှာတော့ထရန့်ဟာအမေရိကန်မှာခုလုံခွဲရှောက်ထားတောင်းခံသူမှန်သမျှအတိမပြုတ်ပဲစိုင်းငံ့ထားဖို့ညွှန်ကြားလိုက်ပါလိမ့်။ဒီရှောက်ထားမှုတွေကိုကင်တွယ်တဲ့ဌာနတွေဟာလုံထုံးလုံနေတဲ့အညီဆက်လက်စီစစ်နေမှာဖြစ်ပေမဲ့ ခွင့်ပြုတာပယ်ချတာဘာမှလုပ်ပိုင်ခွင့်မရှိပဲနောက်ဆုံးပြီးသက်ဆုံးဖြစ်မဲ့အစင်ရောင်ရဲ့ဆိုင်းငံ့ထားဖို့အစိုးရကညွှန်ကြားလိုက်တာပဲဖြစ်ပါလိမ့်ဖြစ်တဲ့နိုင်ငံမှာခိုးလုံခွင့်တောင်းခံသူတွေလက်ခံမှုကိုလူထောင်နဲ့ချီလဲကန့်ကွက်နေပြီလို့သိရပါတယ်ဖြစ်တဲ့မှာခိုးလုံခွင့်တောင်းခံသူတွေကိုလက်ခံနေရချတဲ့စီစဉ်ကိုလူပေါင်းထောင်နဲ့ချီကန့်ကွက်ဆန္ဒပြမှုတွေဖြစ်နေတယ်လို့ရိုက်တာသတင်းညာလည်းသိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကဗြိတိန်စိုးရရဲ့ခိုလုံခွင့်ရှောက်ထားသူတွေကိုစစ်တပ်စခန်းတွေမှာနေရာချဖို့ဆိုတဲ့အစီအစဉ်ကိုလူ၄တောင်လောက်ကအိဆဆစီဇွန်နဲ့မှာစတင်ကန်ကုန်ခဲ့တာပါခရူဘော့မြို့ပြင်ကစစ်တမ်းရတွေမှာခိုလုံခွင့်တောင်းခံထားတဲ့အမျိုးသား940ကိုနေရာထိုင်ခင်းပေးမယ်ဆိုတဲ့အစီအစဉ်စတင်ခဲ့တာဖြစ်ပါလိမ့်ခရိုဘဟာလူကြီး2000ဝန်းကျင်သာရှိတဲ့မျိုးလေးဖြစ်လို့ယာချီတဲ့ခိုလုံခွင့်တောင်းခံသူတွေကိုလက်ခံဖို့မတင်ရဘူးလို့ကန့်ကွက်သူတွေကပြောပါတယ် စတေမာတို့ကလည်းခိုးလုံသူတွေကိုထားတဲ့ဟော်တယ်တစ်ခုကိုဂဲနဲ့ပြစ်ခံရမှုတွေဖြစ်ခဲ့ပါလေ။လက်ရှိပြည်ထောင်စုကြီးဌာနကတော့ခိုးလုံခွင့်တောင်းခံသူတွေပို့ဆောင်မှုယာယီရပ်ဆိုင်းထားပါလေ။ခိုးလုံခွင့်တောင်းခံသူတွေကိုဟိုတယ်တွေမှာနေရာချထားဖို့ကနဦးစီစဉ်ရပ်ဆိုင်းဖို့ရှိတာကြောင့်ပြည်ထောင်စုရကစတန်လျားတွေမှာနေရာချဖို့လုပ်နေတာပါ။ခုတော့ပြည်ထောင်ပြည်ထောင်စုကြီးဌာနက East Sussex နဲ့ Scottish Highland ဒေသက Siskan မှာ ခလုံးခွင့်လျှောက်ထားသူတွေကိုနေရာချရာရေးစီစဉ်ရဆိုင်ထားလိုက်ပြီလို့သိရပါတယ်။ဒါအပြင်ချီလီနိုင်ငံမှာလည်းရွှေပြောင်းနေထိုင်သူတွေကို PU ရဲတပ်ဖွဲ့ကပြည်ဝင်ခွင့်ပိတ်ပင်တယ်လို့သိရပါတယ်။ချီလီနိုင်ငံကလာတဲ့ရွှေပြောင်းနေထိုင်သူတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တာကြောင့်ဒီဇင်ဘာတရနေ့ကဒါဇင်ချီတဲ့ရွှေပြောင်းနေထိုင်သူတွေဟာ PU ရဲတပ်ဖွဲ့နဲ့ပြည်ပကဖြစ်ခဲ့ရပါတယ်။နေရာနိုင်ငံကိုပြန်မို့ချီလီကနေနေဆက်ကိုဖျက်ချော်ဖို့စူးစမ်းခဲ့တာသာဖြစ်တယ်လို့ရွှေပြောင်းနေသူတွေကပြောပါတယ်။ ျွန်တော်တို့တောင်းဆိုနေတာကလူဝင်မှုကြီးကြပ်ရေးကတွန့်ပြမှုပါပဲကျွန်တော်တို့ကအထောက်ထားမဲ့တယ်မဟုတ်ပါဘူးမှတ်ပုံတင်ရှိပါတယ်ကိုယ်နိုင်ငံကိုပြန်မှုဖြတ်ကျော်ခွင့်လိုချင်ပါတယ်ပြောပါတယ်ပြည်သူသမရဟာအထောက်ထားမဲ့ရွှေပြောင်းနေထိုင်သူတွေနိုင်ငံတွင်းဝင်ရောက်တာကာကွယ်ဖို့ဆိုပြီးတောင်ပိုင်းနယ်စပ်ဒေသမှာရဲ60ကြာရေးပေါ်အခြေအနေကြီးညာပြီးစစ်တပ်တောင်ချထားပါတယ်နောက်မှရွှေပြောင်းနေထိုင်သူတွေရဲ့လှုပ်ရှားမှုပေါ်ပေါက်လာတာပါပြည်ထောင်စုဟိုစီဟာရီကပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးဟာချီနိုင်ငံခြားရေးဝန်ကြီးနဲ့တူ ကျွန်တော်တို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့နိုင်ငံတကာလူသားချင်းစာနာထောင်မှုဥပဒေတွေမှာအထောက်အကူပြုပံ့ပိုးမှုတွေကိုပေးနိုင်ပေမဲ့အထူးရောက်ဆုံးဖြစ်အောင်ဒါကိုတတ်မှတ်နေတာပါလို့ဆိုပါတယ်။မီဒီယာတွေတရင်ရရွှေပြောင်းနေတဲ့သူတရားလောက်ဟာနေဆက်ထိန်ချုပ်မှုမှမအောင်ပြင်ပေဖတ်ပြဖို့ကြိုးစားရခဲ့ရဲတဲ့ခွင့်နဲ့ပြည်ပကဖြစ်ခဲ့ပါတယ်။ချီလီနဲ့ပြည်သူအစိုးရတွေဟာနှစ်နိုင်ငံဆိုင်ရာရွှေပြောင်းနေထိုင်မှုပူးပေါင်းဆောင်ရွက်ကော်မတီကိုကျင်းပခဲ့ပြီးပြည်ပကင်းလင်းမှုတွေစတင်ဖို့ တရင်ချက်လက်တွေဖလှယ်ဖို့သဘောတူထားတယ်လို့သိရပါတယ်။နောက်သင်ဖို့ပြောချင်ပါတယ်။1980ခုနှစ်မှာအတိတ်မိသွားခဲ့တဲ့သူဟာနှစ်ပေါင်း90ဝန်းကျင်ကြာမှအတိတ်ကိုပြန်သတိရခဲ့တဲ့ဖြစ်ရပ်တစ်ခုသူတို့ချာချာအိန္ဒိယနိုင်ငံမှာဖြစ်ခဲ့ပါတယ်။ဒီအကြောင်းလေးပြောချင်တယ်ဗျ။အိန္ဒိယနိုင်ငံဟိမာချယ်ပရာဒိရှ်ပြည်နယ်ဆာမောခင်ကမျိုးသားတူဟာသူစေကြောတဲ့အရွယ်မှာမတော်တဆမှုတစ်ခုကြောင့်သူ့ရဲ့မျက်ညာအလုံးဆုံးရှုံးပျောက်ကွယ်သွားပါလေ 45နှစ်ကြာမှာတော့ဒုတိယအကြိမ်ဥကောင်းကို ထိခိုက်ခံမှုဖြစ်ခဲ့ပြီးသူ့ငယ်ဘဝအမှတ်တရတွေပြန်လည်မှတ်မိလာပါတယ်။သူ့မိသားစုနဲ့ပြန်လည်ဆုံစည်းခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီမျိုးသားရဲ့နာမည်ကရီခီယန်ပါ။ဒီမျိုးသားကသူ့လွတ်လပ်ခဲ့တဲ့နေရာအမ်ဘာလာကိုယမနာနာဂါကနေထွက်လာတဲ့ချိန်မှာအစည်းရတစ်ခုကြောင့်ပြင်းပြထန်တဲ့ဥကောင်းထိခိုက်မိပါလေတဲ့။အဲ့ဒီတော့သူ့အသက်16နှစ်အရွယ်ပါ။1989ခုနှစ်ဝန်းကျင်ပါ။ ဲ့တော့ကဆက်သွယ်ရမယ့်ဖုန်းတွေပါရေးလည်းမရှိတဲ့အတွက်ကြောင့်သူ့ကိုပျောက်ဆုံးခဲ့ပဲနောက်ဆုံးတေဆုံးသွားတယ်ပဲထင်ခဲ့ပါလေအဲ့ဒီမတော်တဆကလည်းသူ့ရဲ့မှတ်ဉာဏ်ကိုလုံးဆုံးရှုံးခဲ့ရတာပါ သူ့နာမည်တော့သူမမမီတော့ပါဘူးအဲ့ဒီကာလတုန်းကဆက်သွယ်ရပြန်ခတ်တဲ့အတွက်ကြောင့်မိသားစုကလည်းသူ့ကိုဘယ်မှရှာရှာမတွေ့ခဲ့ပါဘူးသူ့ဘာဖြစ်လဲဘယ်သူမှမသိပဲသူ့မိဘတွေပါတေဆုံးသွားပါလေသူ့ဘသူလဲဆိုတာမမမီတဲ့အတွက်တခြားသူတွေကသူ့ကို Ravi Chaudhary လို့နာမည်ပေးပါလေ နောက်တော့မွန်ပိုင်းမှာကြာပန်းလုလုပ်ခဲ့ပြီးနမ်ဒတ်မှာခြေချနေထိုင်ပြီးကောလိုက်တက်ပါလေ။သူကဒီကြားထဲမှာအိမ်လုံးလုံးကြာပြီးတော့ခလေးသုံးရသွားပါလေ။လူငယ်လေးလာအနေငယ်ကသူဟာနောက်ထပ်ခေါင်းကိုစွစွဝါထိခတ်ခဲ့ပါလေ။အဲဒီမှာသူ့ငယ်ဘွားအမတ်တရားချိုးဝိုးတော်ဝါရပေါ်လာပါလေ။သူ့ရကနေရာလေးအိမ်မက်မက်တို့ဘာလို့မြင်လဲ။သူ့မညံတွေကတွေ့လာတယ်။ဒါနဲ့ကောလိုက်ကတဲ့ငယ်ချင်းနဲ့အကူအညီနဲ့အိမ်မက်ထဲကနေရာလေးရှာဖို့ဆုံးဖြတ်ခဲ့တယ်။ ဒေသတွင်းကကော်ဖီဆိုင်ဖုန်းနံပါတ်ကိုရှာနိုင်ခဲ့ပြီးတော့ရူဂရာပရာကက်ရှ်နဲ့ဖုန်းပြောမိပြီးဆွေမျိုးဖြစ်တဲ့ MK ChB နဲ့ဆက်သွယ်ရပါတယ်။နောက်ဆုံးမှာသူ့အတိတ်ကြောင်းသိသွားပါတယ်။စင်ကောဆရာကသူ့မိဘတွေမရှိတော့ပါဘူး။ရာဗီကသူ့နာမည်ရင်ကရီခီယန်ဆိုတာလည်းသိခဲ့ရပါတယ်။နိုဝင်ဘာ15ရက်နေ့မှာရီခီယန်ကသူ့ဇနီးကလေးတွေနဲ့သူ့မူလရွာကိုပြန်လာတယ်။ရွာသူရွာသားတွေသူ့အမေမိသူတွေကကြိုးစုခဲ့ကြပြီးသူ့မိုးကြောင်မောင်နှမတွေကသူ့ပွေဖက်ပြီးမြေကြီးကြတာပျော်စရာစသိန်းလေးဖြစ်ခဲ့ရပါလိမ့် ဒါကအိန္ဒိယမှာဖြစ်ခဲ့တဲ့အမှန်တကယ်ထူးခြားတဲ့ဖြစ်စဉ်တွေပါ GFN ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါနောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ